ော့ကျွန်တော်တို့ဒီ PayPal account ဖွင့်ပေးလာပေါ့နော် PayPal account ဖွင့်ခြင်းလို့ပါဒါမျိုးကျွန်တော်တို့ခဏခဏလာမေးကြတယ်ပေါ့နော်အဲ့တော့ဒီ PayPal account ဖွင့်တာတော့ဟုတ်ပါရဲ့ပေါ့နော်အဲ့တော့ကျွန်တော် PayPal account ဖွင့်ပြီးဆိုပြီးရိုက်စားတဲ့အခါမှာဆိုရင်ကျွန်တော် Canada account ကို VPN နဲ့ခမ်းပြီးတော့ဒီ code တွေ phone number တွေပေါ့နော်အဲ့ဒီ generate လုပ်ထားတဲ့ phone number တွေတုံးပြီးတော့ကျွန်တော် activate တွေကိုလည်းကျွန်တော် online recipe sms တွေနဲ့တုံးပြီးတော့ဒါမျိုးဖွင့်နေကြတွေ့တယ်ပေါ့နော်အဲ့တော့ဖွင့်လာတော့မိတ်ဆွေတို့ရသွားမျိုးရှိတယ်ပေါ့နော်ရှိတဲ့အခါမှာဆိုရင်မိတ်ဆွေတို့ကဒါတွေကကျွန်တော်ပစ္စည်းတွေလက်ခံတဲ့အကောင့်ဖြစ်တယ်ပေါ့နော်မိတ်ဆွေတို့မှာ လုံးဝဒီသူ official ဒီ account အနေနဲ့ဖွင့်ထားမှမဟုတ်တဲ့ဖြစ်တော့မိတ်ဆွေတို့ limit ကျသွားတဲ့အခါတခု verify တောင်းတဲ့အခါမိတ်ဆွေဘယ်လိုလုပ်မလဲပေါ့နော်ဒီထဲမှာ account နေပတ်သက်ရှိတယ်ကို verify ဘယ်လိုလုပ်မလဲပေါ့နော်ဒါကြီးပြဿနာရှိနေတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကိုကဒီ Facebook TikTok တို့ဒါမျိုးတွေအကြီးကျယ်ပတ်သက်တွေဒေါ်လာတွေစားတော့မယ်ဆိုရင်ဒါမျိုးပြည်စလွယ် account တွေမဖွင့်ဖို့ကျွန်တော်အကြံပြုတယ်ပေါ့နော်ဘာလို့လဲဆိုရင်နောက်ပိုင်းမှာ account တွေကိုကဒီတရားဝင်ဖွင့်ထားတာမဟုတ်တဲ့အတွက်ပြဿနာရှိနေတယ်ပေါ့နော်ဒါကြောင့်မို့မိတ်ဆွေတို့ကိုပိုင် Facebook လေးနဲ့ဖွင့်ဖို့ကျွန်တော်အကြံပြုတယ်ပေါ့နော် အဲ passport နဲ့ဆိုရင်ကျွန်တော်တို့အဲဒီကျွန်တော်စီမှာမလေးစားအကောင့်လာဖွင့်ခိုင်းလို့ရတယ်ဗောနော်ကျွန်တော်မိတ်ဆွေတို့ဆီက passport တောင်းမယ်ဖုန်းနံပါတ်ကိုတော့ကျွန်တော်ဒီကနေဝဲပြီးတော့ထည့်ပေးမယ်ဗောနော်အဲ့ဒါဖုန်းနံပါတ်ဖို့ရဲကျွန်တော်ဖွင့်ခိုင်းရတောင်းမယ်ဗောနော်အဲ့ဒီနှစ်ခုစီမယ်ဆိုရင်မိတ်ဆွေတယောက်ဝင်ဖွင့်လို့ရတယ်အဲ့တော့အနီ verify တောင်းတဲ့ခါမှာဆိုလဲကျွန်တော် passport နဲ့ verify လုပ်ပြီးလို့ရတယ်ဖြစ်တယ်ဒါပေမဲ့မိတ်ဆွေတို့မှာ passport တယောက်ဝင် passport ရှိရဆိုရင်ကျွန်တော်ဖွင့်ပြီးလို့ရတယ်ဗောနော်